ထူးခြားတဲ့ပါရမီကြောင့်ငငယ်ရွယ်နဲ့စိတ်ကိုယ်တပေးနိုင်သူဖြစ်လာတဲ့ဘူရော်လီမြန်မာနိုင်ငံမှာဘူရော်လီကအစဉ်ဆက်ရှိခဲ့ပြီးအခုဆိုရင်တော့ဘူရော်လီတပါပေါ်ထွက်လာပါပြီ။ခြောက်နေရွယ်သားရှိသေးတဲ့ဒီကလေးလေးကတော့ရန်ကုန်တိုင်းဒေသကြီးတွေမြို့နယ်ရန်ကြီးအောင်ကျေးရွာမှာနေထိုင်သူပါ။ချောင်းနီရွယ်ကခုမှကျောင်းနီစားအရွယ်ဖြစ်တယ်လို့စာရီကိုစတင်တင်ခါစားအရွယ်ဖြစ်ပေမဲ့လေဒီကလေးလေးကတော့ဘိုးတော်လေးဖြစ်နေပါပြီ ကြောင်းလဲတက်တယ်လို့တဖက်မှာလဲသူရဲ့အဆွမ်းနဲ့စိတ်ကိုယ်တော်ပြီးနေရကြောင်းသူ့ဘိုးတော်လေးဆိုပြီးတော့ခေါ်ကြတာပါဘိုးတော်လေးဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင်ယောဂီအဝတ်စားတွေကိုဝဆန်းချပြီးလာသမျှယောဂတွေအကုန်လုံးကုသပေးနိုင်တဲ့ကျပါကလေးရွယ်လေးပဲရှိသေးတာမို့တနခါလိန်ထပြီးစိတ်ကိုယ်တော်နိုင်တဲ့အဆွမ်းကတော့မွေဟာပါပါဝင်လာတာဖြစ်တယ်လို့ဆိုပါတယ် အတန်ပုတ်ွေရဲ့အဆန်နဲ့ကုသပေးတာပြပေးဘိုးတော်လေးကယောဂဖြစ်နေတဲ့သူကိုကောင်းကနေခြေပြားထည့်လက်နဲ့တက်ချပေးပါတယ်။လက်နဲ့တက်ချပေးုံနဲ့တင်ခံစားနေရတဲ့ယောဂဝေဒနာတွေပျောက်ကင်းတတ်တာစီရဲဆိုပြီးဘိုးတော်လေးကနမေခြေပါတယ်။ ဘိုးရွာလေးနဲ့ပထန်းဆက်ပါသူတွေကယောဂရဲ့တက်တာပျောက်ကင်းသားကြတာကြောင့်လာရောက်ကုသသူတွေလည်းမနေပါဘူး။ဆေးလာကုသသူတွေထဲမှာတော့အသက်ကြီးရအဖိုးဖားတွေဖြင့်ယဟန်တန်ကားတွေလည်းပါဝင်ပါတယ်။ဘိုးရွာလေးကသူ့လက်နဲ့တက်ချပြီးတော့ကုသပေးပေမဲ့ဆေးကုသမဲ့ဈေးကိုတော့မတက်မတ်ချပါဘူး။ဘိုးရွာလေးရဲ့အမေဖြစ်သူကဘေးနာကနေလောက်ကင်ကူပေးပြီးသူ့ဆန်တဲ့ကျကုသရလို့ဆိုပါတယ်။ဘိုးရွာလေးကကလေးရွယ်လေးပဲရှိသေးပေမဲ့ အင်ဦးခမ်းမတိုင်းပြည်လာရောက်ကွတ်သားရဲ့သူတွေကတော့အများပြားကြီးရှိပါတယ်။ဘယ်နေရာမှာပဲပြပြမပြောက်တော့ပဲပျောက်ဆုံးမျောလင်းချက်လေးတကွဖြစ်ဘိုးတော်လေးတန်ကိုရောက်လာကြပါတယ်။ဘိုးတော်လေးကအတန်းငယ်သေးပေမဲ့လည်းပါရမီပါလာသူဖြစ်တာကြောင့်လာရောက်ကွတ်သားသူတွေကတော့လေးလေးဆဆကွတ်သားကြပါတယ်။ဘိုးတော်လေးကစေမကွတဲ့အချိန်တွေမှာ တကယ်ဘိုးရောင်ကြီးတပားလို့လည်းတရားထိုင်နေတတ်ပါတယ်။ဆရာဝန်တွေတော့မကူတနိုင်တဲ့ယောဂကိုလက်နဲ့တက်ချယုံနေကူတနိုင်တယ်ဆိုတာကြောင့်အချို့တွေကတော့မယုံကြည်ကြပါဘူး။ဘိုးရောင်လေးရဲ့အမေကတော့ခွဲစေရမယ့်ယောဂတွေအပြင်ကင်ဆာယောဂတွေကိုအကုန်လုံးကုနိုင်တယ်လို့ပြောထားပါတယ်။ဘိုးရောင်လေးထံမှာတော့နေစင်လာရောက်ပြသသူတွေနဲ့စီကားနေပါတယ်။ ကလေးရဲ့ဖြစ်ပေမဲ့လည်းသူရဲ့ထူချတဲ့ပါရမီကတော့အထင်သေးလို့မရဘူးဆိုပြီးယုံကြည်ကြပါရယ်ဘိုးတော်လေးတံမှာတောင်ရောက်ကုသပြီးနောက်ပျောက်ကင်းသွားရယ်ဆိုပြီးပြောကြသလိုအချို့တွေကတော့မထူချကြပါဘူးစေကုသဇီးတွေကမြပြတာကြောင့်အချို့တွေကမျိုးလင်းချက်လေးချပြီးဘိုးတော်လေးတံမှာလာရောက်ကုသပြီးကြပါရယ်ငငယ်ရွယ်နဲ့ဘိုးတော်ဖြစ်လာခဲ့ပြီးလူများကိုသူ့ပညာနဲ့ကဲတဲ့နေရာကြောင့်ချီးကျူးကြသလိုအချို့တွေကတော့မယုံကြည်ကြပါဘူးမြန်မာနိုင်ငံမှာအသက်ငယ်ငယ်လေးနဲ့ထူချ ချတဲ့နီးကိုအသုံးပြုပြီးစိတ်ခွတ်တဲ့သူတွေရှိခဲ့ဖူးပါတယ်။ဒါပေမဲ့အချိန်တကွကြာတဲ့အခါမှာတော့ပျောက်ခြင်းမလားပျောက်ကွယ်သားကြပါတယ်။ဘိုးရော်လေးကတော့မလာတန်ကြောင်းသားရွယ်လေးသာရှိသေးပေမဲ့စိတ်ခွတ်နိုင်တဲ့ဆိုတဲ့နာမည်တလုံးကိုရရှိထားပြီ။အသက်၆နှစ်အရွယ်သာရှိသေးပေမဲ့အထက်ပုဂ္ဂိုလ်ရင်းရဲ့မာဇာမှုကြောင့်ဘိုးရော်လေးဖြစ်လာတဲ့အပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ပါဦးနော်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆီတဲ့အကြောင်းအသေးလေးနဲ့တူပြန်လာကြအောင်ပါဖြစ်လို့အတိတ်တော်မူတဲ့နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်မိနာချပေးခါလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။